ော်ဟုတ်ကဲ့ပါကျွန်တော်တို့ဒီအသက်55နှစ်အောက်စင်မှုထမ်းဖို့ဟိုပြင်ဆင်ရတဲ့အကြောင်းရင်းကတော့ကျွန်တော်တို့ဒီအခုစစ်ကောင်စီကလည်းအာတူတူအင်အားတိဆောက်နေရအာကျွန်တော်ရဲ့ဟိုနေမျိုးမရောက်နိုင်ဘူးလို့အာလုံးလုံးစိတ်ချလို့ရပြီလို့တမန်လို့မရသေးဘူးကျွန်တော်အာမရနေမျိုးလဲပြီးတော့ကျွန်တော်တို့ဒေတာမှာလည်းဟိုအာလုံချွေးရ ုံမှန်ပုံမှန်လိုအာခြေချောက်ခံနေတဲ့အနေထားမှာရှိနေတော့ကျွန်တော်တို့ဒီဟာကိုအာပီတူအားနဲ့ကာကွယ်ဖို့ပီတူလူထုရဲ့ပူပေါင်းပောင်းဝင်ဖို့လိုတယ်ဆိုတာဆိုတဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ဒီဟာကိုဟိုပြန်ထိုင်ရခြင်းဖြစ်ပါတယ်ဒီ55နှစ်အောင်စဉ်ထူထမ်းဖို့တော့ကျွန်တော်တို့ပြီးခဲ့တဲ့ဟိုဟောပြီးခဲ့တဲ့တန်းကြောင်းတော့နော်ဒီ the second Mara People Congress တဲ့အတွင်းကဒီ January လောက်လောက်ကလေးကကျွန်တော်တို့ပြန်ထန်ထားတာဖြစ်ပါတယ်။အဲ့ဒီကလေးကနေအသက်ဝင်ပါပြီ။အခုကဆက်ပြီးမှ အတီးပြူတဲ့သဘောမျိုးပါ။ဟုတ်ကဲ့ကျွန်တော်တို့အနေနဲ့ဒီချင်းချက်အနေနဲ့ကင်းလုခွင့်ပေးတာကတော့ဒီအာကျမ်းမကြီးမကောင်းတဲ့သူတွေပါမယ်ပြီးတော့ဒီအာဘာသာကြီးအာဆရာကြီးပြောမလားဘာသာကြီးမှာ လုံနေတဲ့အာဝန်ထမ်းတွေအဲ့လိုမျိုးတွေပါပါမယ်ပြီးတော့ဒီအိမ်ထောင်ရေးအခြေအနေရောက်ကိုလည်းကျွန်တော်တို့ကဟိုပြန်မှကြည့်ရမျိုးတွေရှိပါတယ်ဟုတ်ပါတယ်ကျွန်တော်တို့ဒီ55နှစ်အောက်အလုံးအကျုံးဝင်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီတိမ်တရားနှုံးနေပဲအလှည့်ကျစနစ်နဲ့ဆိုတော့အလှည့်ကျဆိုတာကဒီအတုပ်လိုက်နဲ့သွားနေတာဆိုတော့လေဟုတ်ပါတယ်ကျွန်တော်တို့ဒီ55နှစ်အောက်အလုံးအကျုံးဝင်ပါတယ် ဒါပေမဲ့လည်းကျွန်တော်တို့ဒီတအိမ်တရောင်းနှုံးနဲ့ပဲအလှည့်ချစနစ်နဲ့ဆိုတော့အလှည့်ချဆိုတော့ကဒီအတုပ်လိုက်နဲ့သွားနေတာဆိုတော့လေအာအခုတအိမ်တရောင်းနှုံးနဲ့တော်လကောင်းပြီးတော့ဒီကြေးရွာတရွာကနေဟိုဟိုလို့လေအလှည့်ချစနစ်နဲ့ပဲကျွန်တော်တို့သွားသွားနေပါသေးတယ်ဒီဟာကကျွန်တော်တို့ဒီအားလုံးတက်နိုင်ဖို့လည်းကျွန်တော်တို့ရဲ့ဟို budget ပြောမလား အာအချိန်ကြီးလဲကြည့်အောင်မှာဆိုတော့ loss ရတော့အာ45နှစ်အောင်အားလုံးဆိုပေမဲ့လဲတိုင်တရားနှုံးနေပဲအာတောနေပါသေးတယ်လောလောဆယ်ကျွန်တော်တို့အာစမှုထန်းကာလဟိုတော့၃နှစ်တတ်မှတ်ထားပါလေကြာ